မင်္ဂလာပါရှင်။ဘာမခဲတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယူကိုချိန်မှစပြီးစွန်လ3ရက်နေ့မြန်မာနိုင်ငံစိတ်ဝင်စားပွဲထိတ်တန့်ရောက်တဲ့အများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတရင်အနေနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်၏လက်ဆွဲတပ်ပုံစရာဗိုလ်မှူးချုပ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်းဆောင်တပ်ချုပ်တယောက်သည်သူနှင့်သူ့ဇနီးအတွက်တည်ထန့်တပ်ပုံစရာခံထားသည့်တရင်ကိုကြားလင်းဆက်ဖက်သူများအံ့ဩကြလိမ့်မည်။မြန်မာစစ်တပ်သမိုင်းတွင်တပ်ချုပ်ဖြစ်ခဲ့သူများသည်သူတို့အတွက်တည်ထန့်တပ်ပုံစရာမခံထားခဲ့ပေ။ပြန်ကြားရေးဝန်ကြီး ဌာနသို့မဟုတ်မြောက်ရီမီဒီယာမှဓာတ်ပုံဆရာများကသာရိုက်ပေးကြသည်အမေရိကန်စစ်တပ်တွင်လည်းစစ်တပ်အကြီးအကဲအတွက်တည်တံ့ဓာတ်ပုံဆရာခန်းနာခြင်းမရှိပေစေယုံကျုံရှိပြည်သူဆက်ဆံရေးယုံမှဓာတ်ပုံဆရာများကရိုက်ကိုပေးကြသည်နိုင်ငံတော်ညီဝတ်ပြည်ပြမှုတိဆောက်ရေးဖွဲ့နဝတာခေရင်တက်ချုပ်ဘူချုပ်မှုကြီးတန်းရှင်မိသားစုအတွက်ဆိုင်းဖုံတို့ဓာတ်ပုံဆရာအဖွဲ့ကရိုက်ကိုပေးသည် ခရိုနီတည်င်းများကဘူဇုံမှုကြီးမိသားစုအတွက်ဓပုံရိုက်ကူရန်ဆိုင်းဘုံတို့ဓပုံစီအဖွဲ့အားစီစဉ်ပေးခြင်းသာဖြစ်သည်။ထို့သောနိုင်ငံပိုင်တည်င်းမီဒီယာများရဲ့အသုံးပြုမည့်ဓပုံဗီဒီယိုများအားပြန်ကြားရေးဝန်ကြီးဌာနနှင့်မြန်မာရီမီဒီယာမှရိုက်ကူပေးသည့်ဓပုံများကိုသာအသုံးပြုသည်။အာနာသိန်းစစ်ကောင်းဆောင်မယောင်းလိုက်သည်လည်းအာနာမသိန်းခင်အထိသူ့ဓပုံများအားမြန်မာရီမီဒီယာမှဓပုံစီအများကရိုက်ပေးကြသည်။မြန်မာရီမီဒီယာမှဓပုံစီအများရိုက်သောဓပုံများကိုစစ်တပ်ပိုင်တည်င်းမီဒီယာများတွင်ထည့်သွင်းအသုံးပြုခဲ့သည်။ထို့သောစစ်ကောင်းဆောင်မယောင်းလိုက်သည် 2021ခုနှစ်ကစစ်တပ်အာဏာသိမ်းပြီးနောက် သူနဲ့သူစနီတော်ကျူကျူလာအတွက်တည်တံတပ်ပုံဆရာရှာကခံထားခဲ့တဲ့စကောင်းဆောင်မင်းအောင်လိုင်းတားဖြစ်သူအောင်ပြေဆောင်တဲ့ဓပ်ပုံဝါသနာပါလို့ဖြစ်ပြီးမြန်မာနိုင်ငံဓပ်ပုံဆရာအသင်းမှပူချသည့်ဓပ်ပုံတင်တဲ့ငွေပင်တက်ရောက်ခဲ့သူဖြစ်သည်ထို့ကြောင့်လည်းသူဖခင်မင်းအောင်လိုင်းအတွက်ဓပ်ပုံဆရာကောင်းတယောက်ရှာရလွယ်ကူခဲ့သည်စကောင်းဆောင်မင်းအောင်လိုင်းနဲ့သူစနီအတွက်တည်တံတပ်ပုံရှာပေးရသည့်ဓပ်ပုံဆရာမှပြည့်ဦးအောင်ဖြစ်သည်မြန်မာဓပ်ပုံလောကရင် Black Dream ဟူ၍လူသိကြသည်ရခင်က Black Dream အမည်ဖြင့် blogger အဖြစ်လဲသိကြသည်ဓပ်ပုံဆရာပြည့်ဦးအောင် ်မြန်မာတပ်ပုံဆရာလောကရင်ရေရောက်တပ်ပုံများရှိုက်ကူခြင်းဖြင့်နမည်ကြီးလာသူဖြစ်သည်မြန်မာနိုင်ငံတွင်ရေရောက်တပ်ပုံများအားပထမဆုံးရိုက်သည့်တပ်ပုံဆရာဟုလည်းဆိုနိုင်သည်ပြည်ဦးအောင်သည့်ရေရောက်တပ်ပုံများမရိုက်ခင်ကခီးသွန်းတပ်ပုံများနှင့်တဘာဝအလှတပ်ပုံများရှိုက်ကူခဲ့သည်ထို့နောက်ဖိတ်ကျွန်းစုဘက်သွားကရေရောက်တပ်ပုံများရှိုက်ကူခဲ့ပြီးနမည်ကြီးလာသူဖြစ်သည်ဘလော့ဂါရီခစ်မာသူကရုရှားမှရောက်နေတာဘလော့ရီခစ်ထာတော့ကပေါ့ရုရှားကနေပြီးတော့မှအပတ်ချ21ဆိုပြီးတပ်ပုံစာရိုက်တာနောက်ပိုင်းမှာတော့အန်ဒါဝါတာဘက်ကိုရောက်သွားတာဟုနမည်ကြီး ီတပ်ပုံဆရာတဦးကစစ်ကောင်းဆောင်ရေးတပ်ပုံဆရာပြည်ဦးအောင်နဲ့ပတ်သက်၍မှတ်ချက်ပြုသည်အနာမသိငင်ထေတော်လူကောင်းမှာတခြားလူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။အနာသိမိတော့မင်းအောင်လိုင်ရဲ့အနီးကပ်လူဖြစ်သွားတာပေါ့ဟုပြည်ဦးအောင်နဲ့ပတ်သက်၍သူနဲ့ရှင်းနေခဲ့သူနမေကြီးတပုံဆရာတူကပြောသည်။ စကောင်းဆောင်မြောင်းလိုက်လက်ဆွဲတပုံစီအဖြစ်လာသည့်ပြည်ဦးအောင်သည်စစ်တပ်ကတို့ပတ်စင်49 DSA 47ကျောင်းစင်တို့ဖြစ်သည်စစ်တပ်ကတို့ပြီးနောက်ရုရှားနိုင်ငံသို့ပညာတော်သင်သွားရောက်ခဲ့ပြီး2010ပြည်နှစ်နောက်ပိုင်းမှာမြန်မာနိုင်ငံသို့ပြန်လာသူဖြစ်သည်ထို့နောက်သူသည်ပြည်ဦးလွင်ရှိတက်မတော်တိတ်ပန်းတဲ့နီးပညာသူတည်တနာဌာနဓာတ်ခွဲခန်းနဲ့အလုပ်လုပ်ရသည်လက်နက်ကြီးလက်နက်ငယ်များကြီးမထွက်ခြင်းကြီးညံ့ခြင်းစသည့်ကိစ္စများကိုစစ်ဆေးရခြင်းဖြစ်သည် ဓပုံရဲကွမ်းနာပါသောဘုံမှုပြေယူအောင်သည်ခြေလင်းခြေမြန်တရင်တက်ဖွဲ့များတွင်တာဝန်ထမ်းဆောင်ရခြင်းမရှိပေ။ပြင်ဦးလွင်နေသောပတ်ခွေနေရသည့်အရာရှိတို့ဖြစ်သည်။ ပုံမှုပြေယူအောင်သည့်စစ်ကောင်းဆောင်မြောင်းလိုက်တည်တံ့တပ်ပုံစရာမဖြစ်ခင်ကစစ်တပ်မှထွက်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့သည်ထို့သောရုရှားတွင်ပညာသင်ကြားခဲ့ဖို့သူဖြစ်သည့်အတွက်စစ်တပ်မှထွက်ရန်ပုံမှုခတ်ခဲ့ခဲ့သည်ထို့သောအာနာသိမ့်မီနောက်ပိုင်းစစ်ကောင်းဆောင်မြောင်းလိုက်နှင့်ဒေါ်ကျူကျူလာတို့၏တည်တံ့တပ်ပုံစရာဖြစ်လာသည့်အခါစစ်တပ်မှထွက်ချင်သည့်အကြောင်းမပြောတော့ကြောင်းသူနှင့်ရှင်းနေသူတို့ကဆိုသည်တချို့၏မြောက်စားမှုကြောင့်ပုံမှုပြေယူအောင်သည်လည်းကျန်းသာကျွဲဝလာသည်အာနာသိမ့်မီနောက်ပြေယူအောင်သည့်စစ်ကောင်းဆောင်၏တည်တံ့တပ်ပုံစရာဖြစ်လာခဲ့သည့်အပြင်ပုံမှုပြေယူ ူအောင်အရှာတို့တွေ့ပေပြီးရှိခိုးခါနေပြီးတော့စေယုံချုပ်တို့ပြောင်းရွှေ့တောင်းဝန်ထမ်းဆောင်စီခဲ့သည်ပုံမိုးပြေဦးအောင်ရွှေပေသည်စက်ကောင်းဆောင်နှင့်သူဤစနေတပ်ပုံကသာမြရိမြမအတန်းမြမအလင်းနှင့်ဈေးမုံတရင်စာများရင်ထရသည်စက်ကောင်းဆိုင်ဟန်ဆောင်လင်းလဲထားသောရုပ်ပုံများပြည်သူလူထုမြင်တွေ့ခွင့်ရရန်ပုံမိုးပြေဦးအောင်ကကူညီပေးနေရခြင်းဖြစ်သည်ဟန်ဆောင်ကောင်းသည့်အတွက်ပို့ချုပ်မှုခြင်းမြောင်းလိုင်းကဓာတ်ပုံနိုင်ငံရေးသမားဟုနေပြီးတော့အတိုင်းဝိုင်းတွင်ပြောဆိုကြသည်ထပ်ပုံမော်ရင်မြားသည့်သူဤပုံတရံသူဤစိတ်နေစိတ်ထားနှင့်လှုပ်ဆောင်မှုမှာတခြားစီဖြစ်နေခြင်းကြောင့် သူအားတပ်ဖွဲ့နိုင်ငံရေးသမားဟုနေပြည်တော်နိုင်ငံရေးအတိုင်းဝိုင်းကခေါ်ဆိုကြခြင်းဖြစ်သည်အနာသိမိနောင်နမကြီးတပ်ပုံဆရာတယောက်ခံ၍သူ၏မူလရုပ်ပုံလောင်းကိုဖုံးကွင်းရန်ကြိုးစားတော်လဲအောင်မြင်မှုမရခဲ့ပြီ။အနာသိမိနောင်ပိုင်းစစ်ကောင်ဆောင်မင်းအောင်လိုက်ရက်ဆက်ရုံမာမှုများကြောင့်ပြည်သူလူထုကပုံပုံမုံတေးလာခဲ့သည်။ပြည်သူလူထုသားမကသူ့လက်အောက်တွင်တာဝန်ထမ်းဆောင်နေသောစစ်သားများကပင်တနေ့တခြားစစ်ကောင်ဆောင်မုံတီးသူပိုများလာနေသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပြည်ပရောက်တက်ကြွလှုပ်ရှားသူများ၏ကုန်ပစ္စည်းများကိုဝယ်ယူအားပေးလင်းအစံဘတ်ဥပဒေဖြင့်အရေးယူမည်ဟုစစ်ကောင်စီကချိန်ချမှုတော်လင်းထောက်ဖို့လမ်းကြောင်းဖြတ်တောက်ရန်ရည်ရွယ်ဟုဆိုဆွဲသတင်းငယ်ဖြစ်ပါရဲ့ရှင်။ ြည်ပေါ်တွင်ရောက်ရှိနေကြသည့်စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများ၏ကွန်ပျူတာများကိုဝယ်ယူအပိလင်းအကြမ်းဖက်ဥပဒေဖြင့်အရေးအယူမျိုးစစ်ကောင်စီကချိန်ချောက်လာမှုတော်လင်းထောက်ဖို့လမ်းကြောင်းဖြတ်တောက်ရန်ရည်ရွယ်နေခြင်းဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကသုံးသပ်ပြောဆိုသည်တော်လင်းရေးကိုထောက်ဖို့လှူဒန်းနေသည့်အစိုးရချမ်းချမ်းပန်ဆယ်လိုအကောင့်ပိုင်ရှင်အိမ်ပိုးဦးရွှေနဒီအကောင့်ပိုင်ရှင်တင်းတဲ့တွင်အောင်တော်အကောင့်ပိုင်ရှင်အောင်တော်ခိုင်ဆုလင်အကောင့်ပိုင်ရှင် DCS ဆီယာမခိုင်ဆုလင် PNH Fashion အကောင့် ိုင်ရှင်ထန်နေနေတဲ့တိချရချင်းချင်းအကောင့်ပိုင်ရှင်ချမ်းမြမြသောစသည့်လူမှုအကွန်ရက်ကောင်များဖြင့်ချိတ်ဆက်ခြင်းရောင်းချသည့်ပစ္စည်းများအဝယ်ယူခြင်းတဆင့်ခံပြန်လည်ရောင်းချခြင်းနှင့်ထို့သောဆောင်ရွက်နိုင်ရန်နေလန်တစ်ခုခုဖြင့်ကုညီဆောင်ရွက်နေသူများကိုလည်းအကြံပတ်ဥပဒေဖြင့်အရေးယူမည်ဖြစ်ကြောင်းစကောင်းစီကယမန်၏ညပိုင်းကထုတ်ပြန်ကြေညာသည် အဒီကကတော်လန်ရေးကိုနီလန်းပေါင်းစုံနဲ့ထောက်ကူနေတဲ့ပြည်သူလူတွေရဲ့ထောက်ပို့အင်အားကိုကြောက်ရွံ့တဲ့သဘောပေါ့နော်။အဲဒီအတွက်ကြောင့်မလို့ဒါကိုနီလန်းပေါင်းစုံနဲ့ဖျက်တောက်ဖို့ကြိုးစားတယ်လို့ပဲမြင်ပါတယ်။ဒါပေမဲ့လည်းသူတို့ဘလောက်ပဲလှုပ်လှုပ်ပြည်သူလူတို့ကတော့ရှားတဲ့နီလန်းရှားပြီးတော့တော်လန်ရေးကိုစိုက်ထုံနေမှာဖြစ်တယ်။ထောက်ပို့နေမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတော်လန်ရေးကပြည်သူကနေစားခဲ့တဲ့ပြည်သူစံနာတသားရင်းကိုင်နေတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့ဆရာနာရှင်ကဘလောက်ပဲတားဆီးဖို့ကြိုးစားပါစေပြည်သူကတော့နီလန်းရှားပြီးထောက်ပို့နေမှာဖြစ်ပါတယ်ဟုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီ ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကပြောဆိုသည်အဆိုတော်စစ်ကြောနှင့်ချိတ်ဆက်၍အွန်လိုင်းရောင်းချမှုများကိုလုတ်ကင်ပေးနေသူနှစ်ဦးကိုစစ်ကောင်စီကဖမ်းဆီးရရှိထားကြောင်းအဆိုပါအွန်လိုင်းရောင်းချသူနှစ်ဦးသည်အဆိုတော်စစ်ကြောနှင့်ချိတ်ဆက်၍ပြည်ပမှနိုင်ငံသားဖြစ်ပစ္စည်းများကိုအခါကျင်းငွေပြင်ထက်ဆင့်ဖြန့်ဝေရောင်းချခြင်းငွေကြေးကောက်ခံပေးခြင်းများကိုလုံဆောင်ခဲ့ကြောင်းစစ်ကောင်စီကဆိုသည် အဆိုရောချင်းချင်းက short me အမည်ဖြင့် Facebook page ကို2025ခုနှစ်ဖေဖော်ဝါရီလတွင်စတင်ဖွင့်လှစ်ခဲ့ပြီး online စနေဖြင့်ရောင်းချခြင်းလုပ်ငန်းလိုက်စင်မရှိပေနိုင်ငံသားဖြစ်လက်ကိုင်အိအနာဤခပ်ပတ်နှင့်အင်းကြီးစသောအသုံးဆောင်ပစ္စည်းများအား online မှတစ်ဆင့်ရောင်းချ၍ပြည်ရင်းသို့တင်သွင်းကပြန်ပြူရောင်းချနေသောစစ်ကောင်စီကထုတ်ပြန်သည်စစ်ကောင်စီက၎င်းတို့အလိုရှိနေသူများနှင့်ချိတ်ဆက်ခြင်းကွန်ပစ္စည်းများဝယ်ယူခြင်းတစ်ဆင့်ကပြန်လည်ရောင်းချခြင်းနှင့်ထိုသို့ဆောင်ရွက်နိုင်ရန်နီလန်တစ်ခုခုဖြင့်အားပေးကူညီနေသူများသည့်အကြံဖတ်မှုတိုက်ပြည့်ရေးဥပဒေဖြင့်အေးအေးယူမည်ဖြစ် ကြောင်းစစ်ကောင်စီကချိန်ချုပ်ထုတ်ပြန်ကြေညာသည်ဆက်လက်ပြီးပခုတ်ကူမိသားဌာနရင်တက်ဆွဲထားသည့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်မှု6ဦးသေဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်မကွေတိုင်းပခုတ်ကူမြို့ပေါ်တွင်ခရိုင်မိသားဌာနရင်တက်ဆွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ကိုတွားရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းရွှေညမြေ PDF အဖွဲ့ထံမှသိရှိရသည် ဇွန်လ၁ရက်နေ့မနက်3:30မိနစ်တွင်တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအပြန်လည်ပြစ်ခတ်မှုမိနစ်30ကျော်ကြာမြင့်ခဲ့ကြောင်းရွှေညမြေ PDF အဖွဲ့တောင်းရင်ရှိသူကယနေ့ဇွန်လ3ရက်တွင်ပြောသည်၎င်းကမျိုးပေါ်တက်စကန်တစ်ခုကိုတိုက်နိုင်မှုအတွက်အချိန်ယူပြင်ဆင်ရတယ်။နောက်ပြီးစစ်ကူရောက်လာနိုင်ခြေကလည်းအရင်မြန်တော့မြင်မြန်လှုပ်ရှားရတဲ့အခက်အခဲလေးတွေတော့ရှိတယ်ဟုပြောသည်။ခရိုင်မီတဲ့ယုံတွင်တက်ဆွဲထားသည့်စစ်ကောင်စီတပ်သား35ဦးခန့်ရှိပြီးတမန်တရားတဲမှစစ်ကူများရောက်ရှိလာသည့်အတွက်တော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာလာရကြောင်းရွှေညမြေ PDF အဖွဲ့ကဆိုသည်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငေါ့တေဆုံမီငေါ့တန်ရရရှိကြောင်းနဲ့ဈေးရုံနဲ့နောက်ထပ်တအုပ်ထပ်မံတေဆုံရာတေဆုံသူစုစုပေါင်း6ဦးထိရှိပြီ တော်လရင်တပ်ဖွဲ့ဝင်များဘက်တွင်ထိခိုက်မှုရှိကြောင်းရွှေညမြေ PDF အဖွဲ့ကဆိုသည်စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုများနှင့်ပတ်သက်၍မျိုးစိမအနေဖြင့်တရားတည်ပြုနိုင်ခြင်းမရှိသေးပါတိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကိုရောက်လာသည့်စစ်ကောင်စီတပ်သားများသည်တိုက်ပွဲဖြစ်ပွားရာခရိုင်မီတယုံနှင့်စစ်ဆေးမှုများပြုလုပ်ခြင်းလမ်းများပိတ်ဆို့ရှာဖွေခြင်းဒေသခံပြည်သူတို့သို့ဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်းရွှေညမြေ PDF အဖွဲ့တာဝန်ရှိသူကပြောဆိုသည်ရခိုင်တိုက်ခိုက်မှုကိုရွှေညမြေ PDF ပခုတ်ကူပကဖတိုင်ရင်တင်နေစည်းမချပြည်သူကောက်ရဲတပ်ဖွဲ့ မြိုင်ပကဖတရင်တုံတက်ခွဲလေးတို့ကပိုးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ဆက်လက်ပြီးမိုရင်းကလာနိုင်စေရေးအရှိန်မြင့်ပြီးဖြစ်ပြီးတနင်္ဂနွေလုံးပိုးပေါင်းတိုက်ပွဲဝင်မှာကစစ်အာဏာရှင်ကိုအနိုင်ရမျိုး CNF တမှုပြောဆိုတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက်တနင်္ဂနွေလုံးအတိုင်းအတာစေရေးအရှိန်မြင့်တဲ့မှုရခုံနဲ့မိုရင်းနိုင်ပြုလို့မြည်ဖြစ်၍စစ်ကောင်စီကိုအနိုင်ရရှိရေးအတွက်အလုံးပိုးပေါင်းတိုက်ပွဲဝင်ကြရန်လိုအပ်ကြောင်းချင်းမျိုးသားတအုပ် CNF CNE တမှုတို့ဖြစ်သည့်ဖိုမူကြီးဆော်လမွန်ကပြောကြားသည်ဖိုမူကြီးဆော်လမွန်နှင့်တွေ့ဆုံမှုရုပ်သံကိုသက်ဆိုထောင်ပို့စ်ကယမန်နေတွင်ဖော်ပြခဲ့ရာ2025မိုးကလာ လာမဆာရီစည်ရေးပုံမှုပြင်ထန်တော်မျိုးအသိပေးထားခြင်းဖြစ်သည်ဆရနာရှင်တိုက်ဖြဲရေးအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရခုံနှစ်တွင်စည်ရေးပုံမှုပြင်ထန်လာမျိုးအသိပေးထားတဲ့ကဲ့သို့ CNF အပါအဝင်တိုင်းရင်းသားများကလည်းထုတ်ပေါ်ပြောကြားထားပြီးဖြစ်သည်ဟုဆိုသည်ဒီနေ့မိုရင်းကနေစပြီးကျွန်တော်ရဲ့စေရှင်ကပုံမြင်လာလိမ့်မယ်လို့အဲဒီလိုမျိုးပဲပြောခြင်းနဲ့အားလုံးလည်းတွတ်တွတ်ကြွကြွပါဝင်ပေးကြပါဟုဖိုမိုဂျီဆော်လမုန်ကပြောသည် တက်နိုင်တဲ့နေရာမှာပါဝင်ကြရင်တိုင်းရင်းသားအလုံးပြည်သူအလုံးစုစုစည်းစည်းဖြင့်ကြားရကဏ္ဍမှာတော်လှန်ရေးကိုကူညီကြရင်၎င်းကတိုက်တွန်းသည် အားလုံးဒီနေ့အတွင်းမှာတော့အကုန်လုံးတပြေလုံးတနိုင်ငံလုံးချင်းနဲ့တနေလုံးမှာတက်တက်ကြွကြွနဲ့ရန်သူကိုရှန်သူလိုမြင်ပြီးတော့အားလုံးပူးပေါင်းတိုက်ပွဲဝင်ရင်တော့အနိုင်ဘက်ကိုသွားမှာပါလို့ဘုံမူကြီးဆော်လမွန်ကပြောသည်ရခုနဲ့တွေ့အနိုင်ရောင်အစီအစဉ်ဆွဲတိုက်ပွဲဝင်နေရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောသည်ချင်းတရင်ရင်းမြစ်တို့ကလည်းချင်းဒေသကာဝေးရက်တ CDF တန်တလန်၏စစ်ရေးပြင်ဆင်နေမှုအခြေအနေကိုအသိပေးသည် CDF တန်တလန်ပါဝင်သည့်ချင်းတော်လင်းတပ်များကတန်တလန်မြို့သိမ်းတိုက်ပွဲပြီးတရန်ပြင်ဆင်နေသည်ဟု၎င်းကပြောသည် ပြင်ဆင်နေတယ်ပဲပြောတယ်အဲဒါကြောင့်တိုက်ပွဲတော့မရှိသေးဘူးပြင်ဆင်နေတယ်တန်တလန်သိမ်းဖို့ကြိုးစားနေတယ်ပြင်ဆင်နေတယ်လက်နက်ခဲရန်စူဆောင်းတာလားပေါ့အဲ့ဒီလိုမျိုးပဲတိုက်ပွဲတော့အခုလောလောဆယ်မရှိသေးဘူးချင်းတရင်ရင်မြစ်ကပြောတယ်ချင်းပြည်ရင်ချင်းမျိုးသားတက်မရော CNN CNN နဲ့ချင်းဒေတာကောင်ရဲ့တက်များစူပေါင်းထားတဲ့ချင်းပြည်ကောင်စီပူပေါင်းတက်နေချင်းညီနာဟူရဲ့တော်လိုင်းအင်အားစုနှစ်စုရှိပြီးနှစ်ဖွဲ့လုံးက2025ခုနှစ်တွင်ချင်းပြည်တစ်ခုလုံးစစ်ကောင်စီကင်းစင်အောင်လှုပ်ဆောင်သွားမည်ဟုသိပေးပြောကြားထားတယ်